ကျွန်တော်မှာဗောနောကျွန်တော်မိတ်ကပ်တင်ပြီးတဲ့ဆရာဆိုတာကျွန်တော်မရှိခဲ့ဘူးကျွန်တော်အခုလိမ့်ချနေတဲ့ကျွန်တော်ရဲ့ပညာရဲ့ကျွန်တော်လှုပ်ရှားနေတဲ့အရာတွေအားလုံးဒီကျွန်တော်ဘာသာကျွန်တော် creation လုပ်ထားတဲ့ အရာတွေပဲဖြစ်တယ်ပေါ့ဒါပေမဲ့ကျွန်တော်မှမြင်စရာကြားစရာတွေတော့ရှိမယ်ပေါ့ဥပမာအာမိတ်ကပ်ကိုမှဘလို့လိမ့်ငယ်လဲကျွန်တော်ကြည့်ဘူးတယ်ဒါဆိုကျွန်တော်ရခင်မုန်းကြီးဆယ်ပါးထဲမှာပါသွားပြီကျွန်တော်ရမြင်စရာထဲမှာပါသွားပြီမမခင်ဆန်းဝင်းဘလို့လိမ့်ငယ်လဲကျွန်တော်မျက်လုံးတွေမြင်ဘူးတယ်ဗီဒီယိုတွေကြည့်ဘူးတယ် show တွေကျွန်တော်ကြည့်ဘူးတယ်ဒါဆိုရင်ကျွန်တော်ကျွန်တော်သူ့ရခင်မုန်းကြီးဆယ်ပါးထဲမှာကျွန်တော်ပါသွားပြီကျွန်တော်ရဂျေစုရှင်ထဲမှာပါသွားပြီပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့လဲဒါဟိုမိတ်ကပ်စရာပူစော်ပွဲဆိုလို့ရှင်လဲကျွန်တော်တတ်နိုင်သလောက်ကျွန်တော်ရန်ကုန်မှာရှိတယ်ဆိုရင်ကျွန်တော်အလှူငွေထည့်ပြီးတော့သွားပြီးတော့ကျွန်တော်ကြော့တယ်အဲ့အဲ့အတွက်ကြောင့်မလို့ပေါ့ တော်ဟိုအင်တာဗျူးထဲမှာဖြေထားသလိုမျိုးကျွန်တော်မှာတော့အတွေ့အကြုံတွေမရှိဘူးပေါ့ဒါပေမဲ့ကျွန်တော်ပြောချင်တာတစ်ခုကတော့ခုနပြောသေးပေါ့အတိုက်ခိုင်နေဖိနှိပ်မှုတွေအပြိုင်ဆိုင်နေဆိုတာဒီမိတ်ကပ်လောကမှာမဟုတ်ဘူးဘယ်လောကကိုပဲကျင်လဲကျင်လဲဒါတွေရလေအနည်းနဲ့အများရှိတယ် နည်းနည်းများမို့ပြင်းထန်စွာရှိတယ်လို့ပဲပြောရမှာပေါ့နော်ကျွန်တော်ဆိုလို့ရှိရင်ကျွန်တော်မိဘကကုန်တယ်မျိုးရိုးဖြစ်တဲ့အတွက်ကျွန်တော်စီးပွားရေးလုပ်ငန်းကိုလည်းကျွန်တော်ကျင်လည်ဘူးတယ်ကျွန်တော်ဦးလေးတော်တွေကဒါဆရာဝန်တွေအင်ဂျင်နီယာတွေဖြစ်တဲ့အတွက်ဒီပညာရှင်လောကကိုလည်းကျွန်တော်ကျင်လည်ဘူးတယ်အခုကျွန်တော်မိတ်ကပ်ဆရာဖြစ်တဲ့အတွက်မိတ်ကပ်ပညာရှင်လောကကိုလည်းကျွန်တော်ကျင်လည်ဘူးတယ်ဘယ်လောကပဲဖြစ်ဖြစ်စီအားလုံးဒီပုထုဇဉ်များနဲ့ဖွဲ့စည်းထားတာဖြစ်တဲ့အတွက်တိုက်ခိုက်မှုတွေဖိနှိပ်မှုတွေမနာလိုမုန်းတာတွေအယမ်းကြုံရမှာပဲဒါကနေပြည်တိုင်းမှာကျွန်တော်မှာဖြစ်တဲ့အတွက်ကျွန်တော်ကတော့အားလုံးကိုဒါဖြစ်ရုပ်ဖြစ်စင်လို့ပဲသတ်မှတ်ပါတယ် โอเคပါဒီနေ့အခမ်းအနားလေးကတော့ MD Skincare မြန်မာကကျွန်တော်ကိုဒုတိယနှစ်အတွက်ဒုတိယအကြိမ် Brand Ambassador ခန့်တဲ့ပွဲလေးဖြစ်ပါတယ်။မှန်တမ်းပြောရင်တော့လေ Brand Ambassador တွေဆိုတာတစ်နှစ်ပဲများတယ်ပေါ့နော်။နောက်ထပ်တစ်နှစ်ကိုကိုထက်ခတ်မှုဆိုတာဒါမမျှော်လင့်ရတဲ့အဲမျှော်လင့်ချက်လေးပေါ့။အဲ့ဒီမျှော်လင့်ချက်လေးကိုဒါကုမ္ပဏီဘက်ကလည်းကမ်းလှမ်းလာတဲ့အခါမှာအရန်ကိုဝမ်းသာရတယ်အရန်လည်းပီတိဖြစ်ရတယ်စိတ်ထဲမှာလည်းအရန်ကြည်နူရပါတယ်ပြီးတော့ဘာဖြစ်လို့လဲဆိုတော့ဟိုသူတို့ကိုယ်တစ်နှစ် တနှစ်တာပေါ့နော်ဟိုဘယ်လိုလဲအလုတ်ခိုင်းခဲ့တယ်ပေါ့နော်လူလူဘယ်လိုပြောမလဲနားလည်လွယ်အောင်ပြောမယ်ဆိုကိုတနှစ်တာငှားပြီးတော့အလုတ်ခိုင်းခဲ့တယ်ပေါ့နော်အဲ့ခိုင်းခဲ့တဲ့တနှစ်တာအတွင်းမှာကို့အနေနဲ့တာဝန်နေချေသွားတယ်အဲကို့ရဲ့လောက်ရတဲ့ကိုလည်းသူတို့ sensitive ဖြစ်တယ်ပေါ့ဟိုသူတို့ကျဉ်တ်တယ်ဆိုတော့အတိတ်ပဲကိုကိုကသိရှိလိုက်ရတဲ့အတွက်လည်းအရန်ဟိုကြည်နူးပါတယ်ခင်ဗျာအာပြီးတော့ကျွန်တော်အနေနဲ့ကြတော့လဲဒါဟိုဘယ်လိုပြောရမလဲမင်းသားလည်းမဟုတ်ဘူးဆိုတော့လည်းမဟုတ်ဘူး model model လည်းမဟုတ်နေဘူးပေါ့နော်ပြီးရင်ရုပ်ရည်လည်းအားအရန်ကိုပြန်လည်ပြီးလှနေတဲ့လူတယောက်လည်းမဟုတ်ဘူးတာမန် makeup ဆရာတယောက်ပဲပေါ့နော်ဒါပေမဲ့ဒီလို tarman makeup ဆရာတယောက်နေတယ်ဒီလိုခွင့်ရရဖို့ဆိုတာအရန်ခဲရင်တယ်အဲနောက်တစ်ခုလာဖို့ဆိုတာလည်းဒါမမပြောလင့်ရဲဘူးပေါ့နော်ဥမာအမင်းသားကြီးကိုညီနန်းသားဆိုရင်ဒါမြန်မာပြည်မှာ ambassador အများဆုံးမင်းသားကြီးလို့ပြောလို့ရတယ် ambassador ၈ခု၉ခုရှိပြီ၁၀ခုလောက်မသိရှိပြီပေါ့နော်အဲ့တော့ ဟိုဘယ်လိုပြောရမလဲအားကျတယ်တော့မဟုတ်ဘူးဂုံယူတယ်ပေါ့ကိုညီနေနာကိုကြည့်ပြီးကိုကဒီလိုဖြစ်မှာမဟုတ်ဘူးကိုလက်ထဲမှာရှိနေတဲ့ brand လေးကိုကိုအကောင်းဆုံး promote လုပ်ပေးမယ်ဆိုတော့စိတ်လေးနဲ့တစ်နှစ်ပတ်လုံးလုပ်ပေးခဲ့တယ်အခုလည်းထပ်ရတဲ့အတွက်အရန်ဟိုဟို PT ဖြစ်ရပါတယ်အဲ့အတွက်လည်းတမိုးဆက်ပြီးတော့ထားပါမယ်လို့ပြောပြရစီခင်ဗျာပထမနှစ်ထပ်ပေါ့နော်ဒုတိယနှစ်မှာပို့ပြီးတော့ပြောင်မြောက်တဲ့လုပ်ငန်းစဉ်တွေပို့ပြီးတော့ဘယ်လိုပြောရမလဲအကျိုးကုမ္ပဏီအတွက်ပေါ့နော်အဓိကတော့ကုမ္ပဏီအတွက်အကျိုးရှိအောင်ကျွန်တော်တို့လုပ်ပေးရမှာကျွန်တော်တို့ brand တစ်ခုကိုကိုယ်စားလှယ်ယူထားပြီးပြီဆိုရင်အဲ့ဒီ brand က မှန်တိုင်းပြောရင်တော့ကိုကြီးစားပဲနော်ကိုသွားလေရပါမယ်ကိုအိတ်နေတော့မှဒီ brand နဲ့အိတ်ရမှာပေါ့နော်အဲ့လိုမျိုးတံမိုးထားရမှာကိုချစ်သူလိုပဲတံမိုးထားရမှာထားပြီးတော့ဒီဟိုဘယ်လိုပြောဒီ brand ကောင်းဖို့အတွက်ဒီ brand ရောင်းကောင်းဖို့အတွက်ဒီ brand image တက်ဖို့အတွက်ကိုဘာတွေစူးစမ်းမလဲဘာတွေလုပ်ပေးမလဲဆိုတာကိုလေအချိန်ပြည့်ပေါ့နော်ဟိုစဉ်းစားပြီးတော့မှလုပ်ပေးနေကြလုပ်ပေးရတာပေါ့အဲ့တော့နောက်ဒီဒုတိယတစ်နှစ်မှာလည်းဒီထက်ပိုပြီးတော့ကောင်းတဲ့အရာတွေကိုလုပ်ပေးဖို့အတွက်ကိုကျွန်တော်စဉ်းစားထားပါတယ်ပြီးတော့ဒုတိယအချိန်ကန့်လန့်တဲ့အခါမှာလည်းအရန်ပျော်တယ်ဘာကြောင့်ဆိုတော့ ီကုမ္ပဏီက MD ရော founder ရော CEO ရောကအရန်ကိုဘယ်လိုပြောရမလဲမိသားစုစံတယ်အပြင်ကျွန်တော်ပုံမှာနားလည်မှုအပြည့်ရှိတယ်အဲဘာအရာကိုမှကျွန်တော် stress ဆိုတာတခုမှမပေးဘူးပေါ့เนาะအဲ့အတွက်ကြောင့်မလို့လေဟိုအရန်အလုပ်လုပ်ရတာအဆင်ပြေတယ်ဒီအတွက်ကြောင့်မလို့သူတို့ကန့်လန့်တဲ့အချိန်မှာလဲဒါကိုယ်အနေနဲ့တုံ့တိုင်းမှုရှိပဲနဲ့ချက်ချင်းကိုလက်ခံပြစ်တာပေါ့เนาะဒါကြောင့်လဲဆိုတော့မိသားစုလိုလည်းဖြစ်နေတယ်နောက်ဆုံးပေါ့เนาะဟိုဘယ်လိုပြောရမလဲအဲ brand ambassador တနည်းပြည့်တဲ့နေ့မှာနောက်ဆုံးသွားပြီးတော့ live နဲ့နေ့မှာ ဟိုဝမ်းတောင်နေတယ်ဗောနောဘာဆိုအငါဒီ brand နဲ့ပြီးသွားပြီလားဗောနောအဒီဒီရောငါမလာတော့ဘူးဆိုတော့အထွေးတွေခုကောင်းနဲ့ရောက်လာတာဗောနောအဲ့တော့အိမ်ပြန်တဲ့လမ်းမှာလဲဝမ်းနေပြီပြန်ကြတာဗောနောကိုတယောက်တည်းမဟုတ်ဘူးကိုဘေးနားမှာရှိရဲ့ဟိုတပည့်တွေအားစဗောနောငြိမ်ပြီးတော့စကားတစ်ခေါက်မှမပြောပဲအိမ်ပြန်ကြတာနောက်နေ့အဲ၃ရက်လောက်လဲနေရောဒီကနေ့ဖုန်းဆက်ပြီးပြောတဲ့ခါကျတော့ ပြန်ဝမ်းသာရတာပေါ့အဲ့ချိန်ကျတော့ဟုတ်ကဲ့ပါအာကျွန်တော်အတွက်ဒီ brand ကနောက်တစ်နှစ်ကိုဆက်ပြီးခန့်တဲ့ပုံမှာကျွန်တော်လုပ်ပေးရတဲ့ပုံမှာတော့ challenge မများဘူးကျွန်တော်ဒီ brand ကိုဒုတိယအကြိမ်လုပ်ပိုင်ခွင့်ရတဲ့အတွက်ကတော့ ကျွန်တော်အတွက် challenge ဖြစ်တာပေါ့နော်ကျွန်တော်ကျွန်တော်လိုအနေအထားမျိုးနဲ့ကြာတော့ရဖို့ကခဲရင်တယ်ပြီးတော့ဒီ brand မရှိတော့ဘူးဆိုရင်လည်းတခြား brand တစ်ခုလာဖို့ဆိုတာလည်းဒါတော်တော်ကြီးကိုဘယ်လိုပြောရမလဲအဲတော်တော်ကြီးကိုစောင့်အောင်ပါပေါ့နော်တော်တော်ကြီးကိုမဖြစ်နိုင်တဲ့အရာတော်တော်ခက်ခဲတယ်လို့တော့ကိုယ့်ကိုယ်ကိုမြင်တာပေါ့အဲအဲ့လိုမျိုးဆိုတဲ့အခါကျတော့အရန်ကိုဟိုပျော်ရွှင်ရပါတယ်ကြည်နူးရပါတယ်ခင်ဗျဟုတ်ဟုတ်ကဲ့ပါ အာကျွန်တော်တို့လူဘဝမှာအနေအမြင့်နေနဲ့အမြန်တမ်းသွားနေပေါ့နော်အနေအမြင့်နေသွားနေကိုနှိမ့်နေအချိန်လည်းရှိသလိုမြင့်နေအချိန်လည်းရှိတယ်အဲ့တော့မြင့်နေအချိန်မှာလည်းဒါပီတိတွေရှိတယ်ပျော်ရွှင်မှုတွေရတယ်တာယာမှုတွေရှိတယ်ပေါ့အဲ့လိုတာယာမှုတွေရလာပြီဆိုတာနဲ့ကျွန်တော်အမြဲတမ်းမလုပ်လဲဆိုရင်အာငါကြာရှုံးသွားရင်ရောဆိုတဲ့အတွေးကိုအမြဲတမ်းတစ်ဖက်ဆိုင်မှာအမြဲတမ်းတွေးပေးထားတယ်အခုဆိုရင်အာ ကိုပဲနေကိုသွားသွားကိုဟိုဘယ်လိုပြောရမလဲမင်းသားတယောက်လိုဝိုင်းချိုကြရတယ်ချစ်ပေးကြရတယ်အဲဒါပေမဲ့အဲ့ပုံမှာကိုตายရတယ်လူပုတုဆန်ဆိုတာตายရတာပဲလေตายရမိသွားတယ်ตายရမိသွားတဲ့အခါကျရင်တစ်ဖက်မှာချက်ချင်းပါကိုပြန်တွေးရလဲဆိုတော့အကဲအမြန်ကိုသားဒီဆန်းမရှိတော့ဘူးအာဟိုဘယ်လိုပြောရမလဲဆန်းကျသွားပြီနာမည်မရှိတော့ဘူးဆိုရင်ရောနေတတ်ရမယ်ဘယ်လိုနေရမလဲဆိုတာကိုကြိုတင်ပြီးတော့ တွေးထားတယ်အဲ့လိုမျိုးတွေလည်းကျွန်တော်ကြိုတင်ပြင်ဆင်ပါတယ်ပြီးတော့ဟိုအောင်မြင်မှုတစ်ခုရဖို့အတွက်ဆိုတာလည်းမလုပ်ရလဲဆိုကျွန်တော်တို့ကအလုပ်လုပ်တဲ့အခါမှာလေနှလုံးသားသုံးရတယ်ပေါ့နော် use hat ပေါ့နော်ကျွန်တော်ကျွန်တော်တပည့်တွေကိုလည်းသင်ပေးတယ်ကျွန်တော်ရဲ့သင်တန်းသားတွေအကုန်လုံးကိုလည်းသင်ပေးတယ်နှလုံးသားသုံးပြီးတော့ပဲအလုပ်လုပ်ရမယ်နှလုံးသားမပါတဲ့အလုပ်ကဘယ်တော့မှရေရှည်မခံဘူးပေါ်ပင်အလုပ်ပဲဖြစ်လိမ့်မယ်အဲ့ဒီရဲ့အောင်မြင်မှုကလည်းတစ်ခါပဲရမယ်တစ်နှစ်စားပဲရမှာပေါ့နော်အဲ့တော့အမြဲတမ်းကျွန်တော်ကနှလုံးသားသုံးတယ် ဘယ်သူ့ကိုမဆို use hat နှလုံးသားသုံးပြီးတော့အလုပ်လုပ်တယ်နောက်ဆုံးဘယ်လောက်ထိနှလုံးသားသုံးပြီးလဲဆိုလို့ရှိရင်ကိုစီကိုလာပြီးတော့မိတ်ကပ်လာပြင်တဲ့သရိုးသမီးပြအစသူ့နေရာမှာကိုဆိုရင်ဘာဖြစ်ချင်တာလဲဘာလုပ်ချင်တာလဲအဲ့လိုမျိုးပေါ့နော်သူ့နေရာမှာနေပြီးတော့နှလုံးသားသုံးပြီးတော့ကျွန်တော်အရာရာကိုကျွန်တော်လှုပ်ဆောင်ပေးပါတယ်အခုဒီ MD ရဲ့ brand ambassador ဆိုလဲဒီတိုင်းမှာပဲဒီ MD brand နေရာမှာကျွန်တော်နေပြီးတော့ကိုကျွန်တော်လှုပ်ပေးတာပါကျွန်တော်ဂျုံကိုရောက်ပြီးဆိုရင် အရင်ဆုံးမေးတာကျွန်တော်ကလေရောင်းကောင်းလားတလားပစ္စည်းရောထုတ်လို့မိရဲ့လားပေါ့နော်အဲ့လိုတွေအားစားပေါ့နော်ပြီးရင်ပစ္စည်းတွေရဲ့ quality နောက်ဆုံးပေါ့ဟိုဘယ်လိုပြောရမလဲကို့အနေနဲ့လေဟိုဟိုမှာနှက်ခန်းနေထုတ်တယ်ပေါ့နှက်ခန်းနေထုတ်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်ပြောတယ်ကျွန်တော်ယောက်ျားလေးဖြစ်နေတယ်နှက်ခန်းနေဆိုကျွန်တော်စိုးပြလို့อ่ะအဆင်မပြေဘူးဒါပေမဲ့ကျွန်တော်စိုးပြမယ်ဘာလို့ဆိုဒီ brand ကိုကျွန်တော် brand ambassador ဖြစ်ထားတဲ့အတွက်ကျွန်တော်နှက်ခန်းနေစိုးပြရတာမရှက်ဘူးဒါကိုယ့်ရဲ့အလုပ်ပေါ်မှာကိုသစ္စာရှိစွာလုပ်ပေးတာအဲ့တော့ကျွန်တော် live တွေထဲမှာလည်းကျွန်တော်နှက်ခန်းမှာကျွန်တော်စိုးပြတယ်မိမဆိုတဲ့နှက်ခန်းနေကိုဒါပေမဲ့ ကြော်ညာရိုက်တဲ့အခါကျရင်တော့ကျွန်တော်ကနှကန်းညီဆိုပြီးတော့ဒီဆိုပြီးတော့နှကန်းညီ900တို့400တို့လောက်ပြရင်ကျတော့ပရိတ်သက်ကစိတ်ဝင်စားမှုကနည်းမှာအဲ့တော့ main ကလေးအမှုပညာရှင်တယောက်နဲ့တော့ရိုက်ပါကျွန်တော်ဟိုနှလုံးသားသုံးပြီးကျွန်တော်ကိုကကျွန်တော်ကကျွန်တော်ကမ်းလန်းတာကုမ္ပဏီကိုလေအဲကမ်းလန်းနေအဲ့ဒီခါကြရင်လေအဲ့ဒီကြော်ညာရဲ့ဘယ်လိုပြောရမလဲ idea တွေအကြော်ညာရဲ့အပြင်အဆင်တွေအားလုံးကျွန်တော်တာဝန်ယူပေးမယ်ဒီ brand ကိုကျွန်တော်ကိုစားပြုထားတဲ့အတွက်အကျွန်တော်ကဒါပိုင်ရှင်တယောက်တက်ခဲ့သူပဲတာဝန်ယူပေးမယ်ဆိုကြကျွန်တော်ရန်နာမိုင်းနဲ့ပေါ့နော်ဒီမှာဒီပုံလေးပေါ့နော်ဒါရန်နာမိုင်းနဲ့ကျွန်တော်တို့ကြော်ညာတွေရိုက်ခဲ့တယ်အရန်လဲလှတယ်အရန်လဲပောက်တယ်အဲ့ဒီကြော်ညာရိုက်ကွင်းဆိုလဲကျွန်တော်ဟို ပိုင်ရှင်ကဘာမှလုပ်เสียရမလို့ဘူးမတ်တက်ကလေးလာရဲ့ကြည့်ုံပဲအဆဆအရာရာဒီအဝယ်စားအဆငကတ်ကအဆုံးအရာအားလုံးကိုကျွန်တော်ပလန်လုပ်ပြီးတော့မှကျွန်တော်လုပ်ပေးတယ်အဲ့နောက်ထိကျွန်တော်ကလေနှလုံးသားသုံးပြီးတော့အလုပ်လုပ်ပေးပါတယ်အဲ့ဒီရဲ့အအချက်ကပဲဒါဘဝမှာညီမလေးတို့မေးတယ်လို့ပေါ့နော်အောင်မြင်မှုတွေရတယ်ကိုလုတ်တဲ့အလုပ်ကအရာထင်တယ်ဆိုတော့အဓိကတော့ချက်လို့ထင်ပါတယ်ခင်ဗျအဲ့တော့ဒီဗီဒီယိုကြည့်နေတဲ့ညီငယ်ညီမငယ်လေးတွေရှိတယ်ဆိုလို့ရှိရင်ဒီနေ့ကစပြီးတော့နှလုံးသားလေးထည့်ပြီးတော့အလုပ်လုပ်ပေးပါလို့ကျွန်တော်ဒီနေ့ကနေ sharing လေးလုပ်ပြရစီခင်ဗျ ဟုတ်ကဲ့ပါအာဟိုပါပေါ့နော်အဘယ်လိုပြောရမလဲဆိုတော့အင်တာဗျူးတစ်ခုတက်လာတယ်အဲ့ဒီအင်တာဗျူးရဒါမိတ်ကပ်လောကမှာဟိုဒိုလောဒိုလောတွေပြောကြရတယ်ပေါ့နော်ခံစားမှုတွေနဲ့လည်းတိုက်ဆိုင်တဲ့သူရဲ့ရှိတယ်လို့မတိုက်ဆိုင်တဲ့လူတွေရှိတယ်ပေါ့နော်အဲ့ဒီမှာတစ်ခုပြောချင်တာကတော့ကျွန်တော်ကကြတော့လေအဲမိတ်ကပ်ဆရာတယောက်ဖြစ်တယ်ဒါပေမဲ့ကျွန်တော်ကဗမာပြည်မှာကျွန်တော်ဆရာမရှိဘူးခင်ဗျအာကျွန်တော် မှာမိတ်ကပ်ကျွန်တော်မိတ်ကပ်တင်ပေးတယ်ဗမာပြည်မှာလို့မဟုတ်ဘူး ကျွန်တော်မှာဗောနောမေကျွန်တော်မိတ်ကပ်တင်ပေးတဲ့ဆရာဆိုတာကျွန်တော်မရှိခဲ့ဘူးကျွန်တော်အခုလိမ့်ချနေတဲ့ကျွန်တော်ရဲ့ပညာရဲ့ကျွန်တော်လှုပ်ရှားနေတဲ့အရာတွေအားလုံးဒီကျွန်တော်ဘာသာကျွန်တော် creation လုပ်ထားတဲ့ အရာတွေပဲဖြစ်တယ်ပေါ့ဒါပေမဲ့ကျွန်တော်မှမြင်စရာကြားစရာတွေတော့ရှိမယ်ပေါ့ဥပမာအာမိတ်ကပ်ကိုမှဘလို့လိမ့်ငယ်လဲကျွန်တော်ကြည့်ဘူးတယ်ဒါဆိုကျွန်တော်ရဲ့ခင်မုန်းကြီးဆယ်ပါးထဲမှာပါသွားပြီကျွန်တော်ရဲ့မြင်စရာထဲမှာပါသွားပြီမမခင်ဆိုင်ဝင်ဘလို့လိမ့်ငယ်လဲကျွန်တော်မျက်လုံးတွေမြင်ဘူးတယ်ဗီဒီယိုတွေကြည့်ဘူးတယ်ရှိုးတွေကျွန်တော်ကြည့်ဘူးတယ်ဒါဆိုရင်ကျွန်တော်ကျွန်တော်သူ့ရဲ့ခင်မုန်းကြီးဆယ်ပါးထဲမှာကျွန်တော်ပါသွားပြီကျွန်တော်ရဲ့ဂျေစုရှင်ထဲမှာပါသွားပြီပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့လဲဒါဟိုမိတ်ကပ်ဆရာပူဇော်ပွဲဆိုလို့ရှင်လဲကျွန်တော်တတ်နိုင်သလောက်ကျွန်တော်ရန်ကုန်မှာရှိတယ်ဆိုရင်ကျွန်တော်အလှူငွေထည့်ပြီးတော့သွားပြီးတော့ကျွန်တော်ကြော့တယ်အဲ ဲ့အတွက်ကြောင့်မလို့ပေါ့နော်ဟိုအင်တာဗျူးထဲမှာဖြေထားသလိုမျိုးကျွန်တော်မှာတော့အတွေ့အကြုံတွေမရှိဘူးပေါ့ဒါပေမဲ့ကျွန်တော်ပြောချင်တာတစ်ခုကတော့ခုနပြောသေးပေါ့အတိုက်ခိုင်နေဖိနှိပ်မှုတွေအပြိုင်ဆိုင်နေဆိုတာဒီမိတ်ကပ်လောကမှာမဟုတ်ဘူးဘယ်လောကကိုပဲကျင်လဲကျင်လဲဒါတွေရလေအနည်းနဲ့အများရှိတယ် အနည်းနဲ့များမို့ပြင်းထန်စွာရှိတယ်လို့ပဲပြောရမှာပေါ့နော်ကျွန်တော်ဆိုလို့ရှိရင်ကျွန်တော်မိဘကကုန်တယ်မျိုးရိုးဖြစ်တဲ့အတွက်ကျွန်တော်စီးပွားရေးလုပ်ငန်းကိုလည်းကျွန်တော်ကျင်လည်ဘူးတယ်ကျွန်တော်ဦးလေးတွေတော်တွေကဒါဆရာဝန်တွေအင်ဂျင်နီယာတွေဖြစ်တဲ့အတွက်ဒီပညာရှင်လောကကိုလည်းကျွန်တော်ကျင်လည်ဘူးတယ်အခုကျွန်တော်မိတ်ကပ်ဆရာဖြစ်တဲ့အတွက်မိတ်ကပ်ပညာရှင်လောကကိုလည်းကျွန်တော်ကျင်လည်ဘူးတယ်ဘယ်လောကပဲဖြစ်ဖြစ်စီအားလုံးဒီပုထုဇဉ်များနဲ့ဖွဲ့စည်းထားတာဖြစ်တဲ့အတွက်တိုက်ခိုက်မှုတွေဖိနှိပ်မှုတွေမနာလိုမုန်းတာတွေအယမ်းကြုံရမှာပဲဒါက နေပယ်တိုင်းမှာကျွန်တော်အမဖြစ်တဲ့အတွက်ကျွန်တော်ကတော့အားလုံးကိုဒါဖြစ်ရုပ်ဖြစ်စင်လို့ပဲသတ်မှတ်ပါတယ်ကျွန်တော်အနေနဲ့ဘာမှတော့မှတ်ချက်မပေးလို့ပါဘူးခင်ဗျအော် top show ကိုဘောနော် top show အစဆုံးတော့မကြည့်မိဘူးဘောနော်အပိုင်းလေးတော့ကြည့်လိုက်ရတယ်ဘောနော်ဟို trailer လို့အပိုင်းလေးပေါ့အဲ့အပိုင်းလေးကိုကြည့်လိုက်ရတဲ့အခါမှာဒါလည်းဒီအာ ဟိုဘောအင်တာဗျူးခံထားတဲ့သူတယောက်ရဲ့ပေါ့သူရဲ့ခံစားချက်နဲ့မေးတဲ့သူရဲ့မေးခွန်းနဲ့တိုက်ဆိုင်သွားတဲ့အခါကျတော့သူဖြေချလိုက်တယ်လို့ပဲကျွန်တော်မြင်ပါတယ်ခင်ဗျာခုနပြောသလိုပေါ့တလောကလုံးတင်းကျုံပြီးအဲပြောတယ်လို့တော့ကျွန်တော်မယူဆပါဘူးဘာကြောင့်ဆိုတော့ကျွန်တော်လည်းဒီလောကထဲမှာနေနေတာပဲလေဟုတ်တယ်မလားဒါပေမဲ့အဲ့လိုမျိုးကိုကို ိုကိုပါပါသွားတယ်လို့တော့ကိုမယူဆအဓိကတော့ဟိုပေးတဲ့သူကဘလို့ပဲပေးပေးခံယူတဲ့သူပေါ်မှာမူတည်တယ်ခံယူတဲ့သူကခံယူမှသာလေကိုကိုပြောတယ်လို့ပဲယူဆမယ်ဆိုရင်တော့ပို့ပြီးတော့ဟိုဘလို့ပြောရမလဲပျော်စရာကောင်းတဲ့ကဘာလေးဖြစ်မယ်လို့တော့ယူဆပါတယ်ကျွန်တော်ကတော့လေအခုနပြောခဲ့သလိုပဲပေါ့နော်အာ အရာဘယ်အရာမဆိုကျွန်တော် positive thinking နဲ့ပဲကျွန်တော်နေပါတယ် positive thinking ပဲတွေးတယ်အကောင့်ဘက်ကပဲတွေးတယ်အကောင့်မြင်သွားတာပဲကျွန်တော်တော့ထားတယ်ဒီတက်ကြောင့်မလို့ကျွန်တော်မှာ negative thinking မရှိပါဘူးခင်ဗျာအဲ့တော့အားလုံးဘယ်လိုပဲဖြစ်ဖြစ်မြေတားထားပြီးတော့ပဲအဲအရာအားလုံးကိုအဲထားလိုက်ပါလို့ပဲပြောပြစီခင်ဗျာအပထမအဲ့တော့เนาะကျွန်တော်နဲ့ကျွန်တော်ရဲ့တပည့်တွေပေါ့เนาะ make up တင်တဲ့တပည့်တွေဆိုလို့ရှင်ဘယ်လိုပြောရမလဲသူတို့တွေအားလုံးကကျွန်တော်စီမရောက်ခင်တော့ကသူတို့ကကျွန်တော်ရဲ့ fan တွေသူတို့အားလုံးကကျွန်တော်ရဲ့ fan တွေကျွန်တော်ကိုအပြင်မှာတွေ့ချင်တယ်အပြင်မှာ ိုပြောပါခင်မင်ခွင့်ရခြင်းတဲ့အတွက်လာတက်တဲ့သူလည်းရှိတယ်ကျွန်တော်မိတ်ကပ်ပညာကိုသဘောကျလို့လာတက်တဲ့လူရှိတယ်ကျွန်တော်ရဲ့ behavior ပေါ့နော်ပြုမှုနေထိုင်မှုပေါ်မှာသဘောကျပြီးတော့အဲရလူတွေကလှုပ်လိုက်တာတွေလည်းရှိတယ်မျိုးစုံရှိတယ်အဲဒါပေမဲ့သိကြတာတခုကတော့အားလုံးကကျွန်တော်ရဲ့ fan တွေပေါ့နော်အဲ့လိုဖြစ်တဲ့အခါကျတော့တင်နန်းသားတွေကလေ Hello မမပွင့်မင်္ဂလာပါအဲကျေးဇူးတင်ပါတယ်လာလေဒီမှာဒီမှာချရတဲ့ မြန်မာလေးပွန့်ပွင့်ပါအဲဒီမြန်မာတကယ်ကိုအော်ပြပြောမလဲ bread is dairy gains in you အမဟုတ်တာတကယ်ပြည့်စုံရည်ပထမတစ်ခေတ်ပြီးတော့နောက်တစ်ခေတ် extension တိုးဖို့ဆိုတော့ဒါအခုရတကယ်ကိုအရင်ကိုအရေးချင်း ကျိုးတော့ကောင်းမွန်တော့ brand ပေါ်စီရနာတွေထောင်းပါဟုတ်ကဲ့ပါကျေးဇူးပါမမပွင့်ဒီနေ့လာပြီးတော့ဒါဝန်ရံပေးတဲ့အတွက်လည်းကျေးဇူးရန်တင်ပါတယ်ပါကလေးအဲ့တော့ဟိုတင်နန်းသားတွေကျွန်တော်စီမှာတင်နန်းသားတွေရှိရလေအဲ့တင်နန်းသားတွေကတင်နန်းလာတက်တော့မယ်ဆိုတဲ့အခါကျရင်တို့ကကိုသားကြီး fan အနေနဲ့ရောက်လာကြတာရောက်လာပြီးတဲ့အခါမှာတင်နန်းခမ်းမတွေကိုကျွန်တော်စောင့်ဝင်လိုက်တဲ့အချိန်မှာတို့ကလေကျွန်တော် မေးကြည့်ပြီးတော့လေဘယ်လိုပြမလဲဗစက်လေးအဟောင်းသားလေးနဲ့သူတို့ပျော်နေတာပေါ့နော်အဲ့တော့ကျွန်တော်စီကိုတက်တဲ့တင်တန်းသားအကုန်လုံးကလေပျော်ပြီးတော့တက်ကြတာစိတ်ညစ်တဲ့တင်တန်းသားဆိုတာမရှိဘူးပြီးရင်သူတို့ကကျွန်တော်ကိုချစ်ပြီးသားဖြစ်တဲ့အတွက်ကျွန်တော်ကခုနပြောသလိုနှလုံးသားသုံးပြီးတော့သူတို့ကိုလှုပ်လှုပ်ပေးတဲ့အချိန်မှာပူပျော်သွားတယ်သူတို့တွေလေပူပျော်သွားတယ်ပို့ပြီးတော့ရင်းနှီးမှုတွေရှိတယ်ပထမအဆုံးတင်တန်းပြီးတဲ့နေရာဆိုလေခလေးလေးပေါ်မှာတန်ရောစင်ဖြစ်ပြီးအဲသူတို့လည်းပြန်သွားကွာအိမ်သားထဲမှာထိုင်ပြီးတယောက်တည်းထိုင်ဖို့လေ တိုင်ကိုရင်းနဲ့ဟာနောက်ထပ်တင်တန်းမဖွင့်တော့ဘူးလို့တိုင်ရောင်းစင်နေရပါတော့ဟိုရှိလာပြီဆိုဖျက်ခတ်တယ်ပေါ့နော်အဲ့တော့တန်တန်းတော့ထပ်မဖွင့်ကြတော့ဘူးဆိုပြီးတော့ဒါဆုံးဖြတ်ခဲ့ဘူးလေဒါပေမဲ့လည်းအာတက်ချင်တယ်တက်ချင်တယ်ပြောတဲ့အတွက်ကြောင့်မို့ဒါဆက်ဆက်ပြီးတော့ဖွင့်ပြတာပေါ့နော်အဲ့တော့တန်တန်းသားတွေနဲ့ကျွန်တော်ရဲ့ relation ကတော့လေဒါသားအဖတွေလိုညီကောင်မောင်နှမတွေလိုဆရာသပည့်တွေလိုပေါ့နော်မိသားစုတပွဲအားလုံးနဲ့ချစ်ချစ်ခင်ခင်ရှိပါတယ်အဲသူတို့ဆိုင်ဖွင့်မယ်ဆိုရင်နာမည်လှမ်းရွေးခိုင်းတယ်အရန်ကုန်ရောက်ပြီဆိုရင်သူတို့လာကြတော့တယ်ကျွန်တော်စီမှာလေသူတို့ပို့တဲ့အစားအစာတွေဆိုတာလေတနေ့မှမပြတ်ဘူးနေတိုင်းနှီးပါရောက်တာ ဟိုနေရပို့တယ်ဒီနေရပို့တယ်ပေါ့နော်အဲ့လိုမျိုးပေါ့နော်အဲ့တည်းလဲဒီနေရနေတပည့်တွေအားလုံးကိုရမ်းချစ်ပါတယ်မဖွင့်ပြောပါအောင်ကေကောမြတ်တော်ဒီကိုတော်ကြီးကလေတကယ်ကိုစိတ်ချစေတနာအရန်ကောင်းနေသူ့ဘေးနားမှာနေရတကယ်ကိုစိတ်ချမ်းသာတယ်ကိုယ့်ရဲ့ညီကိုမောင်နှမတွေလို့ပွန်းလို့ဆိုလဲတအားဆောင်းရှောက်တာအကိုကြီးဆိုတော့နေတကယ်ကိုရေတောင်မှရေခဲတောင်နေပါထည့်ပြီးပြီးသားအဲ့လောက်ထိကိုတကယ် ခုနပြောသလိုပေါ့တင်တန်းသူတွေတင်တန်းသားတွေကိုတင်တဲ့အချိန်မှာလည်းလုံးဝလေးဆရာစားမချန်ဘူးတင်တန်းသူတွေကိုလည်းတကယ်ကိုချစ်တယ်အခုဗီဒီယိုလေးကြည့်ရလေတစ်ခါတလေလေးပြောရတယ်တစ်ခါလေးခုနပြောသလိုတင်တန်းပြီးလို့လေခလေးတွေကတော့တဲ့အချိန်မှာအကိုဝမ်းနေပြီးငိုရင်လေညီမတို့ကလိုက်ငိုရတယ်တကယ်ပါအကိုကလေ brand အပေါ်မှာလည်းတစ္ဆာရှိတော့အဲသူဆယ်လီဘက်မှာလည်းအောင်မြင်တယ်ဒီ makeup artist ဘက်မှာလည်းအောင်မြင်တယ်ဆိုတော့လုံးဝအကိုက no to ပါအာဟာ no to ပါ ်ဟုတ်မပွင့်ကိုပိုင်ဆိုင်ထားရလဲ노두ပါတကယ်တော့ဆိုနှစ်ပေါင်းတော့ဆယ်စုနှစ်ပေါင်းဆိုတော့တူတူဆယ်စုနှစ်လောက်ရှိပြီအရန်ခင်တာအရန်မိသားစုလိုနေတာတခါအလုပ်ကိစ္စလေးရှိရင်လည်းတရှင်းချင်းတိုင်ပင်ကြရတာမိသားစုကိစ္စအစားအကိုကြီးဘာဖြစ်လို့ညာဖြစ်လို့နော်တယောက်နဲ့တယောက်နဲ့တယောက်နဲ့တယောက် sharing လုပ်နေတာတကယ်လည်းလက်တွဲခေါ်ပါရဲကိုညီမလေးကိုအေးအေးကျေးဇူးတင်ပါတယ်ဟုတ် တ်တယ်။အခါမှမဖြစ်ဘူးနော်။ဖြစ်ဖို့အခါမှမဖြစ်ဘူး။စိတ်ကောက်နေဆိုလည်းမရှိဘူး။အဓိကကတော့လေဟိုဟိုမပွင့်လဲဒီတိုင်းပဲကျွန်တော်လည်းဒီတိုင်းပဲကျွန်တော်တို့ကလေကျွန်တော်တို့ကိုလာပြီးတော့ချိတ်လို့မရတာ။ကိုရီးယားဒီလိုဖြစ်နေတဲ့ခါချိတ်တဲ့သူကတော့သူပုံပြီးတော့ short တက်တော့ဟုတ်တယ်ဟုတ်တယ်။နော်ဟုတ်တယ်မလား။အကောက်ချင်းအကောက်ချင်းမှချိတ်လို့ရတယ်။တစ်ဖက်ကဖြောင်းနေတယ်ဘလို့ပဲချိတ်ချိတ်သူကလုံးဝချိတ်လို့မရဘူး။မနစ်ကပေါ့နော်မနစ်ကကျွန်တော်ရဲ့ brand ambassador ပွဲတော်ကဆိုမပွင့်ကိုဖိတ်တယ်။မပွင့်က အာပင်တရာပင်တရာမှာ happy hotel ရိုက်နေတယ်မလာနိုင်ဘူးကျွန်တော်ပြောတယ်ဟုတ်ပါဘူးခင်ဗျာဟုတ်ပါဘူးဟိုကနေ thousand congratulations လို့ညောင်းအခုမလာနိုင်ဘူးမလာနိုင်တဲ့အခါကျတော့ရတယ်မဖွင့်မလာနဲ့အလုတ်ကအရေးကြီးတယ်အဲ့တကြောင့်မအလုတ်ပဲလုတ်ပါเนาะကျွန်တော်နောက်နှစ်နောက်တစ်ခါနောက်တစ်ခုတွေတစ်ခုတွေလာမယ်ဆိုလဲတက်လို့ရသေးတာဒါဒီပွဲမဟုတ်လဲတခြားပွဲလာလို့ရကျွန်တော်အပြည့်အဝနားလဲပေးတယ်ဗောနော်အဲ့တကြောင့်မဟုတ်လဲကျွန်တော်တို့မောင်နှမတွေကအခုချိန်ထိပျော်ပျော်ရွှင်ရွှင်ချစ်ချစ်ခင်ခင်နဲ့ဒါ အဲဘယ်လိုပြောရမလဲလက်တွဲနေကြအောင်ပေါင်းလို့ရတယ်ပြီးတော့ခုနကလူချင်းပေါင်းတာမဟုတ်စိတ်ချင်းပေါင်းတာနှလုံးသားချင်းပေါင်းတဲ့အတွက်မြေးတဲ့အတူတူရှိနေပြီးတော့ပြောထားတယ်ဖိုးကြီးဖိုးကြီးဖြစ်တဲ့အထိအတူတူပေါင်းရမယ်နော်လို့ပြောထားတယ်နော်မင်းမရတော့ရန်ကုန်တမျိုးတည်းမှမရတော့တမိုးအောက်ထဲမှာနေနေတာအိမ်မှာပဲခလင်းလာနေအောင်မယ်ကိုကိုဘာမှဝင်ငင်လာခဲ့နော်အအဓိကအကွက်လေးဟိုအကွက်အဓိကလေးလက်အောက်ငယ်သားပေါ့မိသားစုလိုထားတဲ့အစ်စစ်ထားလေးကိုအချက်ဆုံးပဲဟိုသူ့နာဟိုဝတ်တုကလေးကိုဆိုလေသူရဲနေတကယ်သူ့သမီးလေးလိုသူ့ညီမလေးလိုစောင့်ရှောက်တယ်အဓိကတော့အကိုရဲ့စိတ်ထားလေးအ ချက်ဆုံးပဲပြီးတော့အခုရဲ့အပြုံးလေးအာဒီအပြုံးလေးနောက်ွယ်ပါဘလောက်ထိရိုးသားမှုရေရှုစင်မှုရေရှိရဆိုပွင့်တို့မောင်းနှမချင်းအတိဆုံးပါဟုတ်ပါတယ်အဆိုလို့ရှင်မပွင့်ကဆက်ပြီးတော့ဖြေးပေးနော်ကျွန်တော်ကအမစင်မော်တက်ရတော့မယ်ဆိုတော့သွားလိုက်မယ်နော်ဟုတ်ကဲ့မပွင့်ဟုတ်ကဲ့အမျိုးသားအမျိုးသားကုစားအမျိုးသမီးရဒီပါဆက်ချိန်လိုက်မယ်ကွဲကင်းနဲ့လာခဲ့တော့ဟုတ်ကဲ့ကိုကိုဟာလို့ရှိတယ်အားလုံးတတား